မနေ့က6လပိုင်း9ရက်နေ့မြန်မာစံတော်ချိန်17ခွဲမှာစပြီးတော့ကျင်းပခဲ့တဲ့အပေက WWDC 2025ကိုကျင်းပခဲ့တဲ့အဲ့ဒီမှာတွေ့ရတဲ့ကျွန်တော်ဒီ Mac OS နဲ့ပတ်သက်တဲ့ဟာကြီးဘာထူးကြမလဲဆိုတာကိုကျွန်တော်ထိုင်ကြည့်ပြခဲ့တယ်အဲ့တော့နောက်ထပ်ထွက်လာမဲ့ Mac OS အသေးပြတဲ့ Mac OS တာဟူးမှာဘာရီပါလာမလဲဘယ်လိုမျိုးထူးကြနိုင်လဲဆိုတာကိုကျွန်တော်အချင်းချုပ်လေးတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ် ဒါတော့ keynote ကိုကြည့်ပြီးတော့ပြောရတဲ့အနေအထားပေါ့နော်ကိုယ်တိုင်သုံးကြည့်ပြီးတော့ diploma version ကိုသုံးကြည့်ပြီးတော့ပြောတာမဟုတ်သေးတဲ့အတွက်အလုံးက public beta လည်းထွက်နေတာမဟုတ်သေးတဲ့အတွက် truck ticket ထွက်လာတဲ့အချိန်မှာတော့အနေငယ်လွဲမှားမှုလေးတွေတော့ရှိကောင်းရှိနိုင်တယ်ပိုကောင်းလာတာလည်းဖြစ်နိုင်တယ်လို့ပိုဆိုးသွားတာကြီးလည်းဖြစ်နိုင်တယ်ပေါ့နော် okay အဲ့တော့ဘာတွေပါမလဲဆိုတော့ကျွန်တော်စာကြည့်ရရင်ထူးထူးခြားခြားပထမအဦးဆုံးတွေ့ရတာကလုံးဝ UI UX design အသစ်ပေါ့နော်မြင်ကွင်းပုံစံအသစ်ဖြစ်သွားတယ်လုံးဝ clear version ပေါ့ဗျာအဲ့လိုမျိုးပြောရမှာတင်တယ်ကီးနိုမှာအဓိက highlight လုပ်သွားတာကလည်းပဲအဲ့ liquid color design လေးကိုပဲပို့ပြီးတော့အဓိကထားပြီးတော့ပြောသွားပေးတယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့တုံးစံအတိုင်းပဲဒီ control center နေရာတွေတော်တော်များများသောနေရာတွေကပြောင်းလဲဖြစ်သွားတာကိုတွေ့ရတယ်အားလုံးခြုံပြီးတော့ပြောရမယ်ဆိုတော့ဒီ system တစ်ခုလုံးမှာရှိတဲ့ dock တွေ sidebar တွေ app icon တွေ widget တွေအကုန်လုံး တုံးကအကြည်ဖြစ်သွားတာပေါ့နော်တုံးဝဆင်းဆင်းလင်းလင်းနဲ့မျက်စိအေးမဲ့အထည်ထဲကိုတော့သွားမယ်လို့တော့ကျွန်တော်ထင်ရတယ်เนาะအဲ့ဒါတော့ကိုယ်တိုင်တုံးကြီးကြီးမှာပဲပိုတိမှာဆိုပေမဲ့လောဆောက်တလောက်ပြောလို့ရတယ်အဲ့ဒါအပြင်ကျွန်တော်တို့ဒီ window တွေရွှေတာ app တွေအပိတ်အဖွင့်တွေအဲ့ဒါတွေအပြင် animation တွေကပို့ပြီးတော့ smooth ဖြစ်ပြီးတော့တတလက်လက်ဖြတ်သွားမယ်လို့တော့ဆိုရဲအကုန်လုံးခြုံပြီးတော့ပြောလိုက်ရမယ်ဆိုလို့ရှိရင်တော့ဒီ mess os တာဟုံးမှာပါတဲ့ UI UX ဘိုင်းက စမတ်ကြပြီးတော့မျက်စိပဒါရပူဖြစ်တယ်လို့တော့ပြောလို့ရတယ်။နံပါတ်2ကတော့ Abbey Intelligent အများကို AI AI ကသူပူပြီးတော့ကျန်းအောင်လုပ်ပေးတယ်လို့တော့ပြောတယ်။မနေ့ကတော့ iOS မှာ AI ကတော်တော်လေးကွမ်းသွားတဲ့အတွက်ပွဲစုသွားတဲ့အခြေအနေတွေတော့ရှိတယ်။ဒါပေမဲ့အခု WWDC 2025မှာဆိုရင်ဒီ Abbey Intelligent ကို Mass Aware မှာလုံးဝတခြားလေးလှုပ်ထားပေးတယ်လို့တော့ထပ်ပြီးတော့ကြင်ညာနေတာပဲပေါ့နော်အဲ့ဒါတွေကကျွန်တော်ကနေစဉ်လုံးရမယ်အလုပ်တွေကိုပို့ပြီးတော့ ရွယ်ကူအောင်လုပ်လို့ရမယ်လို့တော့ဆိုပါတယ်အဲ့တော့ဘာတွေကျွန်တော်တို့ရဲ့အကူအညီဖြစ်မလဲဆိုတာတွေကိုကျွန်တော်ကြည့်ကြရအောင်အဓိကအပြင်စာဖတ်တာရိစာရေးတွေမှာအရင်ကအများကြီးကူညီပေးနိုင်နေပြီဥပမာအပြင်ကျွန်တော် Safari မှာစာအရှိကြီးတွေဖတ်စရာမလိုတော့ဘူး AI က summary လုပ်ပေးတယ်အနည်းချုပ်လုပ်ပေးထားတာလေးတွေကိုဖတ်ရင်ကိုတော်တော်လေးအဆင်ပြေနေပြီနောက်ပြီးတော့ main application တွေမှာအဲ AI က smart reply ဒါမှမဟုတ်ရင်စာရေးပေးတာမျိုးကြီးလည်းရှိမယ်လို့တော့ပြောတယ်အတ္တာကမြန်မာလူအဆင်ပြေပါ ကျွန်တော်တို့မထင်ဘူးပေါ့နော်သုံးကြည့်မှပဲသိမှာပဲပေါ့နော်မြန်မာလူအာပြောခက်တယ်မြန်မာလူကတော့အရင်ကြီးမျောလင့်ထားလို့တော့မရဘူးလို့ထင်ပါတယ်သုံးကြည့်ရင်တော့သိမယ်ပေါ့ဗျာโอเคနောက်တစ်ခုကကြတော့ iPhone နေနဲ့ Mac နဲ့ connection ပို့ပြီးတော့ကောင်းလာတယ်အဓိကကတော့ချိတ်ဆက်မှုကောင်းကောင်းနဲ့တော့တုံးကျင်တာပေါ့နော်ဒီဘက်ကနေရော copy paste လုပ်လိုက်ရင်ဟိုဘက်မှာဒီဘက်ကနေ copy လုပ်လိုက်ရင်ဟိုဘက်မှာ paste သွားလုပ်လို့ရတော့အနေအထားတယ်မဟုတ်တော့ဘဲနဲ့ပို့ပြီးတော့အခုဆိုရင် ကျန်းလာပါပြီအဲ့ဒါကတော့ epic ecosystem ရဲ့အားသာချက်တစ်ခုလိုပဲပြောရမှာဖြစ်ပါတယ်ဒီ messenger တဟိုးမှာအထူးခြားဆုံးကတော့ phone application ကို messenger ထဲမှာထည့်ပေးလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ mess ကနေကျွန်တော်တို့ဒီ phone ခေါ်ဆောင်မှုတွေဓာတ်ရိုက်လုပ်လို့ရမယ် contact တွေကြည့်လို့ရမယ်အဲပြီးရင် call တွေ voice mail တွေအကုန်လုံးပြအဲ့ဒီမှာတစ်ခါတည်း check လုပ်လို့ရတယ်စစ်ဆေးလို့ရတဲ့အခါကျတော့ကျွန်တော်တို့အခန်းထဲမှာအလုပ်တစ်ခုခုလုပ်နေရဆိုလို့ရှိရင်အခန်းပြင်မှာရှိရကျွန်တော်တို့ iPhone ကိုတော့ယူနေစရာ၊ကိုင်နေစရာမလိုတော့ဘဲနဲ့ မဲဆိုရဲမှာနဲ့တခါတည်းဖုန်းခေါ်ရတယ်ဗာရင်ညာတယ်အားလုံးလို့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 ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနှစ်မှာအဲ့ဒီဟာကိုပို့ပြီးတော့စိတ်ဝင်စားတယ်နောက်ထပ်ပြောမယ့်ဟာကြီးလည်းရှိသေးတယ်အဲ့တော့တင်ရောဘယ်လိုမျိုးအချက်လက်တွေကိုစိတ်ဝင်စားလဲဒီနှစ် mess well မှာပေါ့နော်တခြားသော app တွေထွက်ထားတာတွေ iOS တွေ web server တွေရှိမှာကျွန်တော်ကတော့ဒီ laptop တွေအကြောင်းကိုအပြောများတာဖြစ်တဲ့အတွက် mess OS ကိုပဲတီးသက်ကျွန်တော်ခြုံပြီးတော့ပြောပြထားတယ်အဲ့တော့တင်နေတဲ့ဘယ်လိုမျိုးအချက်လက်တွေကိုကြိုက်လဲဆိုတာကိုလည်း comment box မှာ mention ထားပေးတော့လို့ရပါတယ် okay အဲ့တော့နောက်ဘာတွေရှိသေးလဲဆိုတော့ light activity တွေကိုလည်းပဲ mass over အထဲမှာအဲကျွန်တော်မြင်နေရမယ်လို့ပြောလို့ရတယ်အဲ့တော့အဲ delivery မှာထားမယ်ဆိုရင်ဒီမှာတော့မြန်မာနိုင်ငံမှာဘယ်လိုနေလဲမသိဒီမှာတော့လို့အချိန်ပြကျွန်တော် delivery ပဲအချိန်ရောက်မလဲပါညာအဲ့လိုမျိုးလေး real time မြင်နေရတဲ့ဟာမျိုးလေးတွေကို map ပေါ်မှာအချိန်နဲ့တပြင်းကြီးကျွန်တော်တို့မြင်နေရတော့မှာပဲဖြစ်ပါတယ်အဲ့ဒါလေးလေးမစိုးဘူးဗျကိုရီရှီမှာတော့ဘယ်လိုတော့လဲမသိဘူးဗျနိုင်ငံမှာတော့နေသူတွေကတော့နည်းနည်းပူတာရမယ်ထင်တယ် အဲ့ okay ဒါမှတော့အဲ့ဒါအပြင်ကျွန်တော် app ကကျွန်တော်ဒီ privacy ကိုရေးကိုရာအချက်အလက်လုံခြုံရေးတွေကိုအမြဲတမ်းဦးစားပေးတယ်ဆိုပြီးတော့ထပ်ပြီးတော့ပြောပြန်တယ်အဲ့တော့ malware ဒါဟုတ်မှာကလည်းပဲ application တွေကဒီ permission တွေပေါ့နော်ကျွန်တော်ခွင့်ပြုချက်တွေကိုပို့ပြီးတော့တိတိကျကျထိန်းချုပ်လာနိုင်တယ်အဲဒီ application တခုကပြဘယ်လောက်ထိကိုယ့်ရဲ့ permission တွေကိုယူသုံးမလဲအသုံးခွင့်ပေးမလဲအသုံးခွင့်မပေးဘူးဆိုတာတွေကိုသွားပြီးတော့အသေးစိတ်သွားပြီးတော့ပိတ်လို့ရတယ်။နောက်ပြီးတော့အကိုယ့်ရဲ့အချက်အလက်တွေကိုလည်းပို့ပြီးတော့ encryption ကောင်းကောင်းနဲ့ကာကွယ်ပေးထားမယ်လို့သိရပါတယ်။ ဝါညနေတော့ကြော်ညာအားတော့ကောင်းနေပေါ့နော်အဲအဲ့တော့အခုကျွန်တော်ပြောပြပေးသွားတာတွေကတော့ WWDC 2025ဒီဂျုံလ9ရက်နေ့မှာမိတ်ဆက်သွားတဲ့ keynote မှာဖော်ပြသွားတဲ့ malware တာဟိုအသိရဲ့အဲထွက်လာမဲ့ကျွန်တော်တို့တာမင် user တွေအတွက်ညင်ရတွေ့ရကြရမဲ့ထူးခြားချက်တွေပဲဖြစ်ပါတယ် တော့ဒီနေ့ event မှာကျွန်တော် ပြောမသွားတဲ့အားနှစ်ခုကြံခဲ့တယ်ပထမတစ်ခုကစပေါ်လိုက်ဆက်စပေါ်လိုက်ဆက်ကကြာသူ ရှင်းပြတာတွေတော်တော်လေးတော့ရှုပ်နေပြီပေါ့နော်ရှင်းရှင်းနဲ့ဝရှုပ်နေရအဲ့ဒါကတော့တေချာလေးကျွန်တော်တို့တုံးကြည့်မှာပဲအကျင့်သားရတော့နားလေသွားမဲ့တဘောထဲမှာတော့ပါတယ်နောက်တစ်ခုကကျတော့ gaming man gaming man ကတော့အခုမြင်တဲ့အတိုင်းပဲ nit game နေနည်းနည်းလေးညားလာတဲ့ဘက်ကိုတော့ရောက်လာပြီအဲ့ gaming man ကကျွန်တော် ်နောက်ပိုင်းမှာဘူယူတီးတဲ့တပုတ်လုတ်ပေးဦးမှာမို့လို့လောလောဆယ်တော့ဒီတိုင်း screen show လေးတွေပဲကြည့်ပါတော့အဲကျမှကျွန်တော် gaming ညီဘလူမျိုးကြီးစော့ရမယ်ဘာညာတွေကိုပါ connect လုတ်ပေးဖို့ရှိလို့အဲ့မှာတစ်ချက်ရှူစားလိုက်ပေါ့ဗျာเนาะတကယ်လက်တွေ့မှာဘလူရှိလာမလဲဆိုတာကတော့ကျွန်တော်တို့အနည်းဆုံးတော့အခု စပြီးတော့ beta program တွေနဲ့ beta version သုံးလို့ရပြီဆိုတော့အဲ့ဒါတွေကိုတော့တခါတည်းတင်ပြီးတော့မသုံးနိုင်ဘူးပေါ့နော်အနည်းဆုံးတော့ public beta လောက်ထွက်မှာပဲသွားပြီးတော့တင်သုံးကြည့်တကယ်စမ်းပြီးတော့သုံးကျင်တယ်ဆိုရင်ပြောရပါဘာဖြစ်လို့လဲဆိုတော့ beta program တွေမှာကတို့ဒီ battery အများကြီးပါနိုင်တယ်အဲ crash ဖြစ်သွားတာတွေရှိနိုင်တယ်သုံးရင်းနဲ့အဆင်မပြေဖြစ်တာတွေအများကြီးရှိနိုင်တယ်အခါကျတော့အဲ့ဒါတွေကိုတော့သွားပြီးတော့စမ်းသပ်ပြီးတော့ကိုသုံးနေတဲ့ main laptop မှာမတင်ဘူးတော့ကျွန်တော်အကြံပေးတယ် တော့တခြားသောဗီဒီယိုလေးကျွန်တော်တင်ဆက်ပေးသွားမှာမလို့စိတ်ဝင်စားရသလိုကျွန်တော်ကျွန်တော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပေးပြီးတော့နောက်လာမယ့်ဗီဒီယိုတွေကိုဆက်လက်ဆောင်မြော်ကြည့်ရှုအားပေးလို့ရပါတယ်တကယ်လို့ laptop ဝယ်ချင်တာပါညာရှိတဲ့ကိုရီးယားမှာဖြစ်မြန်မာမှာပဲဖြစ်ဖြစ်ဂျပန်မှာပဲဖြစ်ဖြစ်အခုမှစဝယ်ဖို့အခက်အခဲရှိရဆိုရင်ကျွန်တော်ရဲ့ PKW blog chat box မှာ live ရောက်စုံစမ်းမေးမြန်းပြီးတော့မာယူလို့ရပါတယ်အိမ်အရောက်ပို့ပေးနေပါတယ်လိုအပ်တာတွေလည်းပဲတက်ခါလေးလုပ်ပေးပါတယ် okay bye bye